ာဆက်လက်ဆောင်ကြည့်နေကြတဲ့မြောင်းမြအထက်က6ကျောင်းသူလေးတွေရဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံးသိရှိရတဲ့ update တွေကိုကျွန်တော်ကြည့်ရှုနေကြတဲ့ပြည်ရဲ့အတွက် reaction လုပ်ပေးသားမှာလည်းဖြစ်ပါတယ် reaction မလုပ်ခင်မှာရေသော video file လေးတွေကိုကျွန်တော်ဖွင့်ပြမယ်ပြီးမှကျွန်တော်ပြန်ပြီးတော့ reaction လေးလုပ်ပေးပါမယ် okay ဆိုတော့အတူကြည့်လိုက်ရအောင်အင်္ဂလိပ်နဲ့ဦးရန်ဖြစ်ပြီးတော့တူကပါချရည်လို့ဆိုတဲ့ဟာလို့သတင်းတွေကိုဖတ်လိုက်ရတယ်အင်မတန်မြန်မာနိုင်ငံရဲ့ပညာရေးစီးရေးမှာအင်မတန်ကိုတိတ်ခါကြဆင်းစေတယ်နော်ဆရာဆရာမတွေလည်းထိခိုက်တာပေါ့နော်အုပ်ချုပ်မှုမကောင်းဆိုအပြစ်ပြောခံရမယ်အမှန်ဆရာဆရာမတွေဆိုတာအပြစ် ဆရာဆရာမတို့အပြစ်ပြောလို့မရပါဘူးเนาะចောင်းသားကြီးကမတထောင်တတ်သမီးเนาะမတထောင်တတ်သမီးเนาะအမျိုးစုံပောက်ခွာလာပြီးတော့ကို့ចောင်းကိုရောက်လာပြီးသူတို့ကပညာသင်ကြားပေးရတာဖြစ်တယ်เนาะចောင်းထဲမှာဖြစ်နေတဲ့သူတို့ဖြစ်ရှင်းရတယ်ចောင်းပြင်မှာចောင်းယူနီဖောင်းကြီးနဲ့ဖြစ်နေတယ်ဆရာဆရာမတွေကတင့်ငေါ်ကဖြစ်ရှင်းပေးရတာဖြစ်တယ်เนาะသူတို့ခေါင်းပေါ်ပဲအကုန်လုံးရောက်တယ်အဲ့တော့ဆင်းသားမှာသူကဆရာမတွေကခါရတဲ့ main club ကိုသွားပြီးတော့ ဟိုတောင်းမှလည်းနော်ဟိုပြုတ်လုံလိုက်တဲ့ခလေးကိုကြတော့အေးယူဖို့မရဘူးဆိုတော့ဥစ္စာဆာကိုဖတ်လိုက်ရတဲ့အတွက်ကြောင့်အဲ့ဒါကတော့အတိတ်ပဲမရှိဘူးဆရာဆရာမတွေအနေနဲ့ကသူတို့အပြစ်ပြောလို့မရဘူးသူတို့အေးယူလို့မရလို့အေးယူလို့မရဘူးလို့ပြောတာမှန်တယ်ဘာလို့လဲဆိုတော့သူတို့ရှိမှ list တွေအများကြီးရှိတယ်မိုးကမိုးကြွှေကိုရောက်လာတဲ့ခလေးမျိုးမြို့ရဲ့မျက်နှာဖုံးခလေးမျိုးနော်မိဘဆရာအသင်းဝင်လာတဲ့ခလေးမျိုးညီးတွေဖြစ်မလားတသနီဖြစ်မလားနော်အဲ့လိုမျိုးပါဝါအာနာတွေတုံးမှုရောက်လာတဲ့တသနီဖြစ်မလားမီးဖြစ်မလား နော်အဲ့လိုမျိုးလစ်ဆေရသူတို့ရှိမှရှိရအတွက်ကြောင့်သူတို့ကကင်ရွက်လို့မရဘူးဆရာဆရာမဆိုတာအမတန်ပြစ်ဒဏ်ပေးတဲ့နေမှာသူတို့ကြွန့်ကျင်ပြီးသားနော်မတထောင်တသည်မျိုးအုပ်ချုပ်လာရတာသူတို့ကအကုန်သိပြီးသားလုံးလုံးမရလို့လုံးလုံးမရဘူးဆိုတဲ့တဲ့ကထွက်လာတာဖြစ်တယ်အဲ့တော့အဲ့ဒီကလေးမတွေကအလုံးလုံးရှိရင်ဒီကလေးမတွေကအလုံးလုံးရှိရင်56ပေါ့အခုရွယ်အခုအချိန်ခါတည်းကလက်ကိုလက်မြန်ချင်မြန်နဲ့လူများတယောက်ကပါးကိုရိုက်တယ်ဆိုတဲ့ဥစ္စာသူ့ရဲ့အနာကလုံးဝမကောင်းဘူးနော်နောက်သူတို့ကြီးပြင်းမဲ့လူငယ်တွေအများကြီးရှိသေးတယ်နော် ဟိုအနေနဲ့ကြာကာကြောင်းသားကားတွေကြည့်မယ်အတုတွေခေါ်မယ်ဟီးရိုးလုပ်မယ်နော်တို့ရဲ့မိဘတွေရတယ်အမြဲတမ်းပါချတဲ့အခြေမျိုးရှိသလားနော်အတုခိုးမယ်တို့ပတ်ဝန်းကျင်ကြီးလာတဲ့အတိုင်းဝိုင်းနော်သူပါလုပ်တော့အကုန်အစင်ပြေအနာကငါမိဘကလက်ရှိမှာပဲဆိုတဲ့သဘောမျိုးခံထားတဲ့လူမျိုးများဖြစ်မလားနော်အဲ့လိုမျိုးဘာဖြစ်ဖြစ်ရိုင်းပြတာရိုင်းပြတာပဲမိဘရဲ့စုစုံမှုအောက်မှာမရှိလို့မရှိလို့မရခဲ့လို့အဲ့လိုရိုင်းပြတာခလေးတွေဆိုတာဖျောင်းရုပ်လို့ပဲနော်ပုံသွင်းရင်တွင်းလို့ပုံပေါ်တယ် အချက်မရှိအကြောင်းမရှိနော်ဥပဒေဆိုတာဘာမှမသိငါဒါလုပ်ရတဲ့သိပိုင်းငါဘာဖြစ်မယ်ဆိုတာလေစဉ်းစားချက်မရှိတဲ့ခလေးမျိုးဖြစ်နေမယ်နော်အဲ့ဒီတော့ကြောင့်ဒီကိစ္စဆရာဆရာမတို့အပြည့်မပြောကြပါနဲ့ဆရာဆရာမတွေဆိုတော့မတက်ဆောင်တသမီကိုအုတ်ချွတ်ရတဲ့အတွက်ကြောင့်သူတို့ကင်တွယ်လို့ရရလို့ရှိတယ်ကင်တွယ်လို့မရရလို့ရှိတယ်။နောက်ခလေးတွေကတရားကိုလွတ်ပေးလိုက်လို့ရှိရင်မြန်မာနိုင်ငံမှာကျောင်းသားဥပဒေအများကြီးပဲအားလုံးအတုခိုးပြီးအဲ့လိုတွေကြီးပဲညာနေဖြစ်နေမယ်ဆိုလို့ရှိရင်ဥပဒေကဘယ်ရောက်တွားပြီးလဲ။အဲ့ဒီတော့မှနိုင်ပါတဲ့ခလေးမျိုး လုံးလိုက်တော့မဥပဒေဆိုတာပေါ်လာမဲ့ပုံစံမျိုးဖြစ်သွားရင်တော့မကောင်းဘူးเนาะဥပဒေဆိုတာတပင်းကြီးပဲဖြစ်ရမယ်။စံပြအနေနဲ့လောက်ကင်ပေးလို့ရမှာဖြစ်ပါတယ်။ဆရာဆရာမတွေကလုပ်လို့မရဘူးဆိုရင်ပညာရေးဌာနတွေရှိပါတယ်။ပညာရေးဝန်ကြီးဌာနတွေရှိပါတယ်။နေပြည်တော်ကအများကြီးပဲ။လူကြီးတွေအားလုံးရှိပါတယ်။အားလုံးအစဉ်ပြေကြပါတယ်။ဥပဒေကိုအားလုံးလိုက်တာနိုင်ကြပါစေလို့။နောက်ထပ် view ဖန်နေရှိသေးတယ်ဗျ။ဆက်ကြည့်အောင်။အကောင့်မှာနေတဲ့ပုံစံကားတွေပြောရတယ်။အခုဟာကဘယ်လိုလဲဆိုတော့ဒီကောင်မလေးကတအားရိုင်းနေ။တအားရိုင်းဆိုင်နေ။ ဆရာမတွေလည်းအတမ်းမိုက်ဆရာမတွေလည်းဆုံးမလို့မရဘူးဒါပေမဲ့ပထမကြိမ်တိခန့်နဲ့ဒုတိယကြိမ်တိခန့်တယ်အခုကတော့နောက်ဆုံး last one day အဆင့်ရောက်သွားပြီအဲဆရာမတွေကပြောလို့ဆိုတာတော့ဥမာမရဘူးသူကဆရာမတွေကိုခံပြောတယ်ခံဆဲတယ်ပြီးတော့ဆရာမတို့တော့ချင်းချောက်တယ်လေဘင်းကိုဒါနဲ့လှီးတက်မယ်လို့ပါလို့အဲ့ဒါတွေမျိုးအစချင်းချောက်တယ်ဆရာမကိုဘလို့အဆင့်ကြီးပြောလဲဆိုတော့ဆရာမကပြန်ပြောတာက ိုသူ့အဖေကအဖေမေတွေကပေါ့ရုရှားမှာပေါ့နော်ငါလုံးပိုင်ခွင့်ရှိတယ်ကြိုက်တာလုံးလို့ရတယ်ဆိုတဲ့ပုံစံမျိုးနင်တို့နင်တို့ရဲ့မျက်နှာတွေကိုပတ်စံနဲ့တော့ပေါက်လို့ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကအဲအဲ့ဒါမျိုးတော့ခံပြောတယ်အဲဆရာမကလည်းပြန်ပြောလိုက်တယ်နင်အဖေမေရုရှားမှာရှိတာမရှိတာငါစိတ်ဝင်စားဘူးဒါမြန်မာနိုင်ငံဒါမြန်မာမြန်မာရဲ့စာတင်ကြောင်းဒါနေတို့တွေနေအဖေတွေနိုင်ငံခြားသွားတာလေဒါသူတို့သွားတာသူတို့ကိစ္စ ငါဒီမှာစာတင်တာငါကိစ္စနော်ဒါမြန်မာနိုင်ငံနော်နေနိုးတွေကိုစာတောက်အောင်တင်ပေးတာငါဆရာမအတမ်းမိုက်ဆရာမနော်နင်းကိုရိုင်းဆိုင်မှုဒီလိုတင်ထားတာငါမရှိဘူးနော်နင်းအဖေရုရှားမှာပဲဖြစ်ဖြစ်နင်းအမေရုရှားမှာပဲဖြစ်ဖြစ်ငါမြန်မာနိုင်ငံမှာစာတင်တာမြန်မာနိုင်ငံရဲ့ဒလိအဲကျင်းဝစရိုက်ကိုနော်နေနေရမယ်အဲ့လိုမောက်မာလို့မရဘူးဆိုတဲ့ပုံစံမျိုးတွေဆရာမပြန်ပြောတယ်ပြန်ပြောတော့ तू ကမရဘူး ်ချင်းချောက်တယ်အမျိုးမျိုးအဲအဲ့ဒါမျိုးသူကဘေးကအဖွဲတွေကဒါအိုက်ကောင်မလေးကိုပိုင်းရိုက်တဲ့စပင်းဆွဲတဲ့အချိန်မှာဘေးကအဖွဲတွေကသာပေါင်းညာစားတယ်သာပေါင်းညာစားကောင်မလေးတွေအဲအဲ့ရင်းရင်းမှမှပြောတဲ့တယောက်ကဒါသူ့အဖေမေကရုရှားမှာတဲ့ဆိုပြီးတော့အဲ့လိုမောက်မာတာဆရာမတွေရောအဲ့လိုချင်းချောက်တယ်ဒါပေမဲ့အဲ့အချိန်မှာဟိုပြီးသွားတယ်ဗောနော်သူတို့ခံဝင်လက်မှတ်ကလေးတွေတော့ဒါမျိုးမဖြစ်ရပါဘူးပါညာနဲ့ဗောနော်အဲသူ့ရဲ့ဒီကောင်မလေးရဲ့အတော် အတော်ဒီတော့ရုရှားသူအမေရိကန်နဲ့လည်းဖုန်းလို့ဆက်သွယ်သူတို့ဆင်မတွေနဲ့လုပ်တဲ့ပြောကြတယ်။နောက်မဖြစ်စေရပါဘူး။ဘာညာနဲ့မိဘတွေကလည်းတောင်းပန်တယ်။အဲအဲ့ဒါကိုလည်းလက်မခံဘူး။လက်မခံဘူး။ဒါပေမဲ့ကျွန်တော်ကျောင်းဆရာကြီးနဲ့လည်းတိုက်ရိုက်ပြောပြောတဲ့ချိန်မှာကျောင်းဆရာကြီးကအခုဒီကောင်မလေးကိုအဲကျောင်းလဲနာမည်ပြတ်တဲ့နောက်ပြီးတော့ဒီလိုဇိုင်းဆိုင်နဲ့အဲကျောင်းအဖြစ်လည်းသူအထင်သေးခံရတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ကျောင်းကျောင်းကလည်းသူ့ကိုကျောင်းကနေအခုထုတ်ပလိုက်တယ်။အဲအိုက်တယောက်ကိုပေါ့နော်။ ကျန်တဲ့လူတွေကတော့သူ့ရဲ့အာတာပေါင်းညာသားတွေသူလောက်ရဆေးလို့ရအာလိုက်နေရတဲ့သူတွေပေါ့နော်အဲအဲ့ဒါမျိုးသူ့ကိုတော့အိုက်ကောင်မလေးတယောက်ကိုကြောက်ထုတ်ခံလိုက်ရပါတယ်ကျင်းတဲ့အဲ့လိုလုပ်ရမယ်ကျင်းတဲ့နော်အဲကြောက်ထုတ်ရမယ်ဒီလိုလူမျိုးကိုပြန်ထားလို့အဆင်မပြေဘူးရိုင်းကြိုင်းနဲ့ဆရာမတွေလည်းရိုင်းကြိုင်းနဲ့ဆိုတာအဆင်မပြေဘူးနော်ဒီလိုလူမျိုးကိုကြောက်ထုတ်ရမယ် ူပတ်သူကြံတဲ့နေရာပဲနေရာတက်တက်ကြံတဲ့နေရာမှာဖြစ်လဲကြံတဲ့နေရာမှာလဲဒီလိုပဲထပ်ဖြစ်မှာပဲဖြစ်တဲ့ဆိုဒီလိုပဲထပ်ပြီးတော့အဖြုတ်ခံရမှာပဲနော်အဲဘလို့ပဲဖြစ်ဖြစ်ကိုနိုင်ငံမှာနေကိုစရိုက်ကိုကိုလေးလာအဲကိုစရာမတွေကိုလေးစားရမယ်ကိုအတန်းစရာတွေကိုလေးစားရမယ်နော်အကြောင်းရဲ့ဂုံသိခါကိုလည်းလေးစားရမယ်အဲအဲ့လိုရှိရမယ်နော်အဲအားလုံးပဲအခုကတော့ ီလိုနဲ့ပဲအဆင်ပြေသွားတယ်ပေါ့နော်။ကလေးတွေကိုကျွန်တော်ကမွေးထားတာဆိုတော့ကျွန်တော်မဆုံးအမရလေးချင်းဆိုတော့နောင်တအနေနဲ့ပြုလုပ်ခံရတဲ့ကလေးမလေးရဲ့အဖေမေကိုအများရှိမှကျွန်တော်လင်မယားနေအောင်လို့ဦးစားပြီးတောင်းပန်မယ်။အဲ့ဒီအချိန်မှာသူဘာတွေတွေ့သွားမလဲဆိုတော့ပြုလုပ်တဲ့ကလေးကဘာဖြစ်လဲ။အော်ငါအဖေမေကငါလုပ်လိုက်တဲ့ကိစ္စငါကြီးရကငါအဖေမေကအဲ့လိုကြီးတောင်းပန်နေရရှာပါလား။ ကောင်းသောမိတ်တူကောင်းသောဟိုဘယ်လိုပြောမလဲသင်ကန်းစာကိုပေးခြင်းသူစိတ်တန်ရာကိုလည်းဟိုရိုက်နှက်ပြီးတော့ဆုံးမစရာမလိုလေအဲ့လိုမျိုးလေးဖြစ်စေချင်တယ်အဲ့လိုမြင်မြန်လှုပ်လိုက်တဲ့ဆိုရင်သူ့နီးပြဖြစ်တဲ့အတန်းပိုင်တို့အတန်းကျုပ်တို့မြောင်မြအเจ้าကြီးရေဆိုတာက image ထိခိုက်စရာအကြောင်းမရှိဘူးအော်ဘယ်လိုပြောမလဲအလျှောက်ကောင်းရဲ့ထောင်းတက်တာပေါ့ဗျာအဲ့လိုမျိုးလေးဖြစ်စေချင်တယ်ဗျာကျွန်တော်ကတော့ ဒါပေမဲ့အဲပြုလုပ်ခံရတဲ့သမီးလေးကိုကြည့်ရတာကျွန်တော်ကတော့ဖခင်တရားနဲ့ရင်ပန်းအောင်လာတော့အမှန်ပဲ။ โอเคဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုတွေအားလုံးကတော့လက်ရှိအချိန်မှာလူစိတ်ဝင်စားမှုမြင့်တက်နေတဲ့မြောင်းမြအထက်က6ကကျောင်းသူလေးတွေဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ဒါပြောပြထားတဲ့ view file တွေစုစည်းပြီးတော့ကျွန်တော်ကြည့်ရှုနေကြတဲ့ view တွေအတွက်တင်ဆက်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီ view file နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြည့်ရှုနေကြတဲ့ view တွေအနေနဲ့မှာမျက်မှတ်ချက်ပေးခြင်းလည်းတက်ပေးကြချီကိုမှရေးသားခဲ့ကြပါကျွန်တော်နေ့စဉ်နဲ့အများကြည့်ရှုအားပေးနေကြတဲ့ view တွေဒုတိယချီးစဉ်အလေးနဲ့အထူးပဲကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်ပြီးတော့ဆုံညီပါပြ see you next video